ကဲအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဆွေးနွေးခြင်းတဲ့အကြောင်းကတော့အခုတလောကျွန်တော်တို့အသုံးများတဲ့ဆေးတမျိုးဖြစ်တဲ့ probiotic ဆိုတဲ့အကြောင်းကိုဆွေးနွေးပေးခြင်းပါတယ်ခင်ဗျာအဲဒီဆွေးနွေးဖို့တဲ့ကျွန်တော်နဲ့အတူတူဆွေးနွေးပေးမှာတော့ဒေါက်တာခင်သက်သက်နိုင်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ် probiotic အကြောင်းလေးကိုပြောပြပေးပါအောင်ရှင်းဆရာကြီးအဲ probiotic အကြောင်းစပြောပါဆိုလို့ရှိရင်တော့ probiotic ဆိုတာကတော့ဒီကျန်းမာရေးကိုအကျိုးပြုတဲ့ပိုးမွှားတွေပေါ့နော် အဲ့ဒီပိုးမွားလေးတွေကသူကလုံလောက်တဲ့ပမာဏကိုတောက်သုံးတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်အကျိုးပြုတဲ့ပိုးမွားလေးတွေပေါ့သူကဘယ်သူကစတွေ့လဲဆိုရင်1900ခုနှစ်မှာရုရှားကသိပ္ပံပညာရှင်အလစ်ကစပြီးတော့တွေ့တာပေါ့နော်သူကပရိုဘိုင်တစ်ကိုစပြီးတော့မိတ်ဆက်ပေးခဲ့တာဟုတ်ဟုတ်ကဲ့ပါဆရာကြီးပရိုဘိုင်တစ်ကိုဘာကြောင့်သုံးသင့်ပါတယ်လဲဆရာကြီးအကြောင်းအမျိုးမျိုးကြောင့်ပရိုဘိုင်တစ်ကိုလူတွေသုံးနေကြတာပေါ့နော်ဒီပင်ဆေးတွေလိုပဲဒါပေမဲ့အဓိကကတော့အစာရင်ဦးလမ်းကြောင်းအတွက်ဆိုရင်တော့ပရိုဘိုင်တစ်ကို အစာမကြေတဲ့လူနာတွေမှာဆရာတို့သုံးပါတယ်။နောက်တစ်ခါအာဟာရမျှစေဖို့အတွက်သူတို့သုံးတယ်။နောက်ဥလန်းချောင်းမကောင်းတဲ့လူတွေမှာဥလန်းချောင်းကိုကံအားကောင်းလို့သုံးတယ်။နောက်သူပိုးမွှားတွေကိုနိုင်တဲ့ဗက်တီရီယိုတောက်ဆင်ထုတ်ပြီးတော့ဥလန်းချောင်းတွေကိုပိုးမွှောင်အောင်လို့လေဒီပရိုဘိုင်ယိုတစ်ကိုသုံးပါတယ်။နောက်သူအစာရင်အက်ဆစ်ကိုလေသူကထိမ့်ညိပေးတယ်အစာရင်ထဲကပိုးတွေမပွားအောင်လေသူကလုတ်ပေးနိုင်တယ်အဲ့ဒီနေရာမှာလည်းသုံးတယ်။နောက်အစာရင်ထဲဥထဲမှာကျတော့ပုံမှန်ဆိုရင်အစာချေတဲ့ ဲချွဲတွေ protection လုပ်ထားတဲ့ mucus တွေရှိတယ်အဲ့ဒါကိုသူကပို့ပြီးတော့ထွက်အောင်လုပ်ပေးတယ်နောက် probiotic ကဘာလုပ်ပေးဆို radically ပေါ့ free radical ဆိုတာချိန်မုန်းပေးတယ် antioxidant action လည်းရှိတယ်နောက်ဥရဲ့ချွဲတွေကိုသူကပို့ထွက်အောင်လုပ်ပေးဥနေရမှာပိုးမွှားတွေမကတ်အောင်လည်းသူကလုပ်ပေးနေတဲ့အနည်းတွေရှိတယ်နောက်တစ်ခုက probiotic ကပိုးမွှားတွေကခန္ဓာကိုယ်ရဲ့ရောက်လို့ရှိရင်သူက toxin တွေထုတ်တယ်အဲ့ဒီ toxin တွေကိုတားပေးနိုင်တဲ့အနည်းတွေနဲ့ရှိလို့ probiotic တွေသုံးတာပေါ့နော် probiotic သုံးတဲ့အခါကျတော့ဘာဒီ ကောင်းကျိုးရသလဲဆိုသူကြည့်လိုက်တော့ခန္ဓာကိုယ်တိုင်းမှာလူရဲ့ကိုယ်ခံအားကိုမြင့်နေပြီတဲ့ immunoglobulin A ဆိုတာရှိတယ်အဲ့ဒါကို probiotic ကတက်စီတယ်နောက်ယောဂတွေတခုဝင်လာလို့ရှိရင်ခန္ဓာကိုယ်ကသွေးပြူဥတွေနဲ့တိုက်ထုတ်တယ်အဲ့ဒီထဲမှာအဓိက cytokine ဆိုတာပါတယ်အဲ့ဒီ cytokine တွေကိုလည်း probiotic ကများအောင်လုပ်ပေးတယ်အဲ့ကစားတဲ့အစာတွေမှာဒီခန္ဓာကိုယ်နဲ့မတည့်တဲ့ antigen တွေပါတာတော့ food antigen တွေအဲ့ဒါကိုလည်းသူလူကခံနိုင်အောင်လို့ probiotic ကတိုက်လုပ်ပေးတာပေါ့ဟုတ် ဟို probiotic တာရောဆရာကြီးဘေးထွက်ဆိုးကျူးတွေဖြစ်နိုင်ပါသလားဆရာကြီး probiotic ကဆေးတွေအားလုံးပဲပြောတာပေါ့နော်ဆေးတွေအားလုံးမှာတော့ဆိုးကျူးရှိတာပေါ့ဘယ်ဆေးပဲဖြစ်ဖြစ်ဒါမှမဟုတ်လူနာတွေကိုတတ်နိုင်သလောက်ဆေးတွေကိုမလိုဘဲနဲ့မတောက်ပါနဲ့လိုအပ်မှတောက်ပါပေါ့နော်အဲ probiotic နောက်တစ်ခုကတော့ဆေးတွေကိုဆရာဝန်တွေကပြောတာဆေးဆိုတာအစိတ်ပါပဲတဲ့အဲ့တော့ဆေးကိုမလိုအပ်ပဲနဲ့မတောက်ပါနဲ့ဆိုဆေးတိုင်းမှာဆိုးကျိုးကရှိတယ်ပရိုဘိုက်တစ်ကိုဆိုးကျိုးရှိတာဆိုရှိပါတယ်ဒါပေမဲ့ပရိုဘိုက်တစ်ကတော့ အ USFDA ကလည်းထုတ်ပြန်ထားတာ generally safe ပေါ့အများအပြားတော့စိတ်ချရတဲ့အစည်းအဝေးမှာပါပါတယ်ဆိုတော့ဘေးတွက်ဆူကျူးအရင်နေတဲ့အစည်းအဝေးမှာပါတယ်တောက်လို့ရှိရင်တော့တချို့လူနာတွေအဲ့ဒါတောက်ပြီးလို့ရှိရင်နည်းနည်းလေးဗိုက်တာမအီမသာဖြစ်တယ်လို့ပြောတယ်တချို့ကတောက်ပြီးတာနဲ့အစာမကြည်ဘူးလို့ပြောတယ်အဲ့ဒါတောက်ပြီးတချို့ကလေပွားတယ်လို့ပြောတယ်တချို့ကြတော့စတောက်ပြီး3-4ရက်တည်းမှာပါးစပ်ထဲမှာအရသာတွေပြောင်းသွားတယ်လို့ပြောတယ်တချို့ကြတော့လည်းတောက်ပြီးနည်းနည်းရားတယ်ပြီးလို့ပြောအဲ့ဒါ3-4ရက်လောက်ဆိုတက်တာပါအဲ့ဒါသူ့ရဲ့ common ဖြစ်တဲ့ side effect တွေပေါ့နော်နောက်တစ်ခါတော်တော်ကြီးကိုစိုးကြိုးများတဲ့ side effect ရှိတာပေါ့ရှာရှာပါပါပေါ့လူတစ်ထောင်မှာတယောက်အောက်လောက်ပဲဖြစ်တယ်သူကဒီသွေးစိတ်တက်တာမျိုးပေါ့ sepsis တွေလည်းဖြစ်နိုင်တယ်ရှာရှာပါပါနောက်တစ်ခါနှလုံးမှာအဆုတ်ရှင်မှာပိုးကပ်တဲ့လူတွေဆိုလို့ရှိရင် probiotic ကဒုက္ခပေးနိုင်တယ်နောက်ဆရာတို့ ICU မှာဒီ central line နေထည့်ထားတဲ့လူနာတွေမှာလည်းသူကပိုးဝင်နိုင်တယ်။နောက် fungus တွေရှိရင်လည်းပြတ်နိုင်တယ်။အဲ့လိုလူနာတွေမှာတော့ ပရိုဘိုင်တစ်ကမတုံးစိမရှာရှာပါပါစူဂျိုလေးတွေရှိပါတယ်ဟုတ်ဟုတ်ကဲ့ပါဆက်ဆက်အဲ့ဆိုပရိုဘိုင်တစ်ကဘယ်ရောဂါတွေမှာအသုံးပြုလို့ရပါတယ်လဲဆက်ပရိုဘိုင်တစ်ကတော့ခုကနီလူတွေကဒီ96ဘာယောဂါပျောက်တယ်ဆိုပြီးသုံးနေကြတာအအဓိကခွဲလိုက်ရင်တော့အစာရင်ဦးလန်းချောင်းယောဂါနဲ့အစာရင်ဦးလန်းချောင်းအပြင်ကယောဂါတွေပေါ့နော်အဓိကကတော့အစာရင်ဦးလန်းချောင်းယောဂါတွေမှာသုံးတယ်ဟိုရိုးရိုးတာမန်ဝင်းပြက်ဝင်းလျှောယောဂါလေးတွေမှာသုံးတော့အစာလိုက်လို့အဲဝင်းပြက်တယ်ဆိုတဲ့ဟာလေးတွေနောက်ခီးသွားရင်ဝင်းပြက်တယ်အဲ့လိုမျိုးတွေမှာသုံးလို့ရတယ် တချို့ကလည်းပိုးသက်စီလေးတောက်ပြီးဝင်နေနေပြတ်တက်တယ်။အထူးသဖြင့်အမောက်ဆဲတွေပဲတောက်ပြီးဝင်ပြတ်တယ်။အဲ့လိုလူတွေမှာသုံးလို့ရတယ်။နောက်ဥယောင်တဲ့ယောဂါပေါ့ inflammatory bowel disease အဲ့လိုလူတွေမှာသုံးရတယ်။နောက်ကင်ဆာယောဂါဖြစ်တဲ့လူတွေမှာကီမိုသွင်းတယ်၊ဓာတ်ကင်တယ်အဲ့လိုလူတွေမှာဝင်ရှော့နေသုံးလို့ရတယ်။နောက်သူကကောင်းတာတစ်ခုကတော့အစာရင်ပိုးကုတဲ့နေရာမှာလည်းဒီ H barrier ကိုကုတဲ့နေရာမှာလည်း property ကိုပေါင်းသုံးလို့ရတယ်။နောက်အဓိကသုံးတာတော့ဆရာတို့အဖြစ်များတဲ့ irritable bowel syndrome ဥလမ်းကြောင်းလှုပ်ရှားမှုအမှန်နဲ့ယောဂါတွေမှာသုံးပါတယ်။ ောက်တစ်ခုကကြတော့ no နဲ့မတည့်တဲ့ယောဂတွေ lacto intolerance မှာသုံးတယ်တချို့တွေလည်းအသေးစီဖုံးတာတွေမှာသုံးတယ်ဒါပေမဲ့သိပ်ပြီးတော့သိပ်ပန်ဒီတိကျတော့သိပ်မပြောနိုင်သေးဘူး diverticulum တွေရောင်လို့ရှိရင်သုံးတယ်နောက်ချုပ်ဝင်းချုပ်တဲ့လူတွေမှာလည်း pulvar တွေကသုံးလို့ရတယ်နောက်အသေးအလုံးမလုံးပဲနဲ့သတိလေးသွားတယ် hepatic coma ဆိုတဲ့လူနာတွေမှာလည်းသုံးလို့ရတာပေါ့နော်အဲ့လူနာတွေမှာတော့အများဖြင့်အသုံးများရတယ်အဆိုင်လမ်းကြောင်းမဟုတ်တဲ့နေရာတွေမှာတော့သုံးနေကြတော့နှလုံးနဲ့သွေးကြောယောဂါတို့ အုံနောက်ဒီမင်းရှာအဲ့ဒါဒီမှာလည်းသုံးတယ်။နောက်ကဒွင်းနဲ့ဆိုင်တဲ့ယောဂဒီမှာသုံးတယ်။သဖုံးရောင်တဲ့ဟာတွေဂရင်းအနံ့ဆိုးတဲ့ဟာဒီမှာသုံးတယ်။စီလံကြောင်းမှာဖြစ်တဲ့ယောဂဒီမှာသုံးတယ်။တချို့ကကင်ဆာကုတဲ့ဆီးတွေနဲ့လည်းတွဲပြီးတော့သုံးတယ်။နောက်သွေးရနေတဲ့ယောဂတွေ၊နောက်အဝလိုနဲ့ယောဂတွေ။နောက်ကိုပစ်တုံးကလည်းဒီရူဘာတီတော်တော်များသုံးလို့ရတယ်။နောက်တာဖွမ်မီရဲ့အမျိုးသမီးယောဂဒီမှာလည်းသုံးကြတယ်။အသက်ရှင်လူလမ်းကြောင်းနဲ့ ဆိုင်တဲ့ယောဂတွေမှာသုံးတယ်ဓမ္မတိတ်တွေယောဂတွေပေါ့တရားတွေကတော့သိပ်ပြီးတော့လေသိပ်ပန်နီးကြတော့သိပ်မပြောနိုင်သေးဘူးသူကတော့နေရာတိုင်းမှာသူ့ကိုတော့ထဲ့တော့ property ကိုသုံးနေကြတာပေါ့ဒီပုံလေးမှာဆိုလို့ရှိရင်သူကပြရတာယောဂဖြစ်တဲ့လူတွေလည်းတောက်ကြတယ်မဖြစ်တဲ့လူတွေလည်းတောက်ကြတယ်အုံနောက်ယောဂလည်းသုံးတယ်ဒီနှလုံးယောဂသမားတွေမှာလည်းသုံးတယ်အဆုတ်ယောဂအသေးယောဂကြောက်ကက်ယောဂ metabolic disease လို့ခေါ်တဲ့အဝလွန်တဲ့စီးကျူယောဂအစာရင်ဦးလမ်းကြောင်းနဲ့ဆိုင်တဲ့ယောဂ ောက်တကအမျိုးသမီးယောဂါတွေကင်ဆာတွေဥမာကြီးရောင်နေယောဂါတွေပေါ့ဒီမျိုးစုံပဲ probiotic ကိုသုံးနေအဓိကတော့အစာရင်ဦးလန်းကျောင်းမှာအဓိကသုံးနေတာဟုတ်ဟုတ်ကဲ့ပါဆရာကြီးဆရာအဲ့ဆိုအသုံးများတဲ့ probiotic နေအကြောင်းဆွေးနွေးပြပါဦးဆရာအသုံးများတဲ့ probiotic ဆို probiotic ကတော့လေအခုအရန်အသုံးများတဲ့ဆေးတွေမှာပါလာတော့နော်အသုံးများတဲ့ probiotic သုံးတော့အဲ့တော့လူတွေကလည်းမေးတယ် probiotic တွေကဘယ်ဟာကိုတောက်အောင်မလဲပေါ့အသုံးများတဲ့ probiotic တွေကသူကဖြစ်တဲ့ယောဂါပေါ်မူတည်ပြီးတော့ဒီကောင်ကိုပေးတာပေါ့လေအ မဝင်းပြတ်တဲ့ယောဂါဆိုလို့ရှိရင်ဂျုံနဲ့ probiotic ကိုပေးလို့မရဘူးအဲ lactobacillus species ဆိုပေးရတယ်အဲ lactobacillus ဆိုတဲ့အထက်မှာတော့မှ paracisin ရေ rhamnosus ရေနောက် streptomyces boridii ဆိုအဲ့ဒီဟာတွေကိုပေးရအဲ့တော့ဆရာဝန်ကတော့အဲ probiotic တွေဟိုစာချက်သလိုကိုချက်ထားဆရာတို့ငငယ်တုန်းကတက်တဲ့မှာ antibody တင်သလိုပေါ့နော် antibody မှာအုတ်စုတွေအများကြီးရှိတယ်စာဖာမှာအုတ်စုရှိတယ်ပနက်စုတွေအုတ်စုအဲ့ဒီအုတ်စုတွေမှာမှာဘယ်ဆေးဘယ်ဆေးကဘယ်ယောဂနဲ့ တဲ့မယ်ဆိုတော့ဒီဆရာဝန်တွေက probability လာလို့ရှိရင်ကိုသုံးမဲ့ probability မှာဘယ်အမျိုးအစားပါတယ်လူနာကဘာယောဂလာတယ်ဘယ် probability ပြီးရင်ပျောက်နိုင်တယ်ဆိုတော့ကိုကဟိုစာကြက်ထားအောင်လို့ဖြစ်တာပေါ့နော်ဥပမာပိုးသက်ဆေးကြောင့်ဝင်သွားတဲ့ဟာဆိုလို့ရှိရင် streptomycin အုပ်စုကိုပေးရတယ်နောက် C2 လို့ခေါ်တဲ့ပိုးကြောင့်ဝင်ပြက်လို့ရှိရင်လည်းဒီ lactobacillus အုပ်စုတွေပေးရတယ်နောက် H pylori ပိုးကြောင့် probability သုံးမဲ့ဆိုတော့အဲ့ဒီ lactobacillus အုပ်စုတွေက ramonas ဆိုတာနဲ့ နောက်ဆိုဒိုမိုက်စီအုပ်စုမှာသုံးတော့မှာသွားရဆိုစာကြက်ပေါ့ဒီနေရာကျတော့လေ IBS ဆိုလို့ရှိရင်လေဘိုက်ဖီရိုဘက်တီးရီးယန်နဲ့ဆိုဒိုမိုက်စီအုပ်စုကရတယ်။ဥယောင်တဲ့ယောဂါဆိုလို့ရှိရင်တော့ဘိုက်ဖီရိုဘက်တီးရီးယန်ရတယ်။ဓာတ်ရောင်ကြီးရောင်မလို့ဝင်ပြတ်တဲ့ဟာဆိုလို့ရှိရင်တော့လက်တိုဘက်ဆလက်အုပ်စုသုံးလို့ရတယ်။အသေးမကောင်းတဲ့လူနာဆိုရင်တော့ probiotic မှာပါတယ်လက်ကျူလို့ဆိုတဲ့အုပ်စုကိုသုံးလို့ရတာပေါ့နော်။အဲ့တော့အသုံးများတဲ့ probiotic က probiotic ထဲမှာသူကအောက်မှာ strain စီအများကြီးရှိတယ်။ လက်တူဘက်ဆက်လက်ဆိုလေတူဘက်ဆက်အောက်မှာ strain အမျိုး20 30တောက်ရှိတယ်အဲ့ဒီထဲမှာမှတင့်တုံမဲ့ဟာတခုကိုသုံးရတော့အဲ့တော့ဘယ် probiotic ဘယ် strain ကိုသုံးလဲဆိုတာဆရာဝန်ကစာဖတ်ထားယောဂတွေတိရထားပြီးမသိမှာပေါ့တချို့ကလည်း probiotic တခုတည်းနဲ့ပဲဘာယောဂဖြစ်ဖြစ်အခုနော်အဲ့လိုတော့လေ probiotic တခုတည်းနဲ့တော့ယောဂအားလုံးဟိုသူမပြောင်းနိုင်ဘူးပေါ့နော်ဟုတ်ပါဆရာဆိုင် probiotic ကအဲ့လိုစားတောက်နေရအစားတောက်တွေမှာပါပါနိုင်ပါသလားဟုတ်ပါတယ် probiotic ကတော်တော်များများပါတယ်ဘာရီမှာပါလဲဆိုလို့ရှိရင်တော့ ဒီဒိန်ဂျင်တို့ကီဖာတို့ဘတ်တာမစ်တို့ကင်ချီတို့အဲ့ဒါတွေမှာအများကြီးပါတာပေါ့နော်အပယ်ဆိုက်တာတို့ကလည်းပါတယ်အဲ့တော့သူတို့အသုံးများဆုံးတော့ဒိန်ဂျင်ပေါ့နော်ဒိန်ဂျင်မှာအများကြီးပါတယ်နောက်အိန္ဒိယဘက်တို့ကလည်းတော့ကြာကီဖာဆိုတာပေါ့နော်နို့အချင်းတမျိုး နောက်ဂျာမန်တွေမှာတောက်တဲ့တယ်ဆိုအာခရော့ခ်ဆိုတဲ့ဟာမျိုးပေါ့သူကကော်ပီဒုတ်တွေကိုအချင်းဖောက်ထားတဲ့ဟာမျိုးအဲ့ဒီမှာလည်း property တွေအများကြီးပါတယ် နောက်ကမ်ဘူချာလို့ခေါ်တဲ့ fermented လက်ဖိတ်ဖြော်ကြီးပေါ့အဲ့ဒီမှာလည်း probiotic အများကြီးပါတယ်ဒါကဘာလုံးမှရှိတဲ့အစားအသောက်ပေါ့နောက် Asian ကအစားအသောက်တွေမှာလည်းတော်တော်များပါတယ်မကိုရီးယားဆို kimchi ဆိုနာမည်ကြီးပေါ့နော်အဲ့ဒါပါတယ်နောက်ဂျပန်က miso soup မှာလည်းပါတယ်နောက် Indonesia ကဒီပဲကိုအချင်းပေါက်ထားတယ်လေ tempa ဆိုတဲ့အထဲမှာလည်းပါတယ်နောက်ဗမာအစားအသောက်တွေမှာရောဒီပါလာဆိုတော့ဒီအချင်းပေါက်ထားတဲ့အစားအသောက်ပေါ့ဥပမာပဲငပိတို့ပဲဘုတ်တို့အဲ့ဒါဆိုလို့ရှိရင်လည်း ဟိုပါတာဗောနော်ပုံးကြီးကြီးဗောပဲကိုအချင်းဖောက်လိုက်တဲ့ဟာဒီနောက်အချင်းဖောက်တာဆိုတော့ချင်းဟင်းဗောချင်းဘက်မျိုးစုံမှာပါနိုင်တယ်အချင်းတဲထားတဲ့ဟင်းဟင်းရဲ့ဒီအသီးတွေမှာပါနိုင်တယ်တစ်ချက်ပဲဗောနော်ဒီဗမာပြည်မှာရှိတဲ့အချင်းဖောက်တဲ့အစားတောက်တွေကတန်ရှင်းမှုကလည်းလည်းအားနေတယ်အဲ့တော့ဆရာဒီမှာဗမာလူမျိုးတွေကိုအကြံပေးနေတာချင်းဘက်ဆိုတာလူတိုင်းတည်းကြိုက်တယ်ဗမာပြည်မှာဈေးဘောဘောနေနေရတယ် probiotic လည်းအများကြီးပါတော့ကိုသုံးတဲ့ချင်းဘက်ကလေးကိုကောင်းကောင်းပေါ့ဥမာရိုးရိုးကြီးနဲ့မဟုတ်ဘဲနဲ့ရေသန်းတော့တခြားလုပ်မယ်ဆိုလို့ရှိရင် ကိုလဲစားလို့ရမယ်ရောင်းလို့လည်းရမယ်ဖြစ်နိုင်နိုင်ငံเจ้าတော်မှာ export လုပ်လို့တော့ရမှာထင်တယ်ဗမာလူမျိုးတွေဆိုတမာချင်းတို့ great ချင်းတို့ဆရာတို့အရန်ကြိုက်တာဗောနော်အဲ့ဒီထဲမှာလည်း property တွေအများကြီးပါပါတယ်နောက် property တွေကအစားတော့တယ်မကတချို့လည်းရောဂါမျိုးစုံပျောက်တယ်ဆိုပြီးတော့ cosmetic တွေမှာထည့်လာတယ် skin မှာတုံးနဲ့ makeup တွေမှာပါလာတယ်ခေါင်းလိမ့်စီတွေမှာပါလာတယ်ရေမွေးမှာပါလာတယ်ဒီမျက်နှာကိုပြောင်းလုပ်တဲ့ဆေးတွေမှာလည်းသူကအများကြီးပါလာတာဗောနော် နောက် provider ကလူတွေမကောက်အောင်တိတ်ဆန်နေမှာလည်းအများကြီးတုံတော့ပါတိတ်ဆန်ရဲ့အစားတောက်တွေစီးဝါးတွေမှာလည်း probiotic တွေအများကြီးတုံးကြပါတယ်ဟုတ်ကဲ့ပါဆရာကြီးဆရာကြီး probiotic ကိုဘယ်လိုမျိုးတောက်သုံးသင့်ပါလဲဆရာကြီးဟောအဲ့ဒါလည်းတိထားသင့်တဲ့ဟာပေါ့နော် तू က acid နဲ့တွေ့လို့ရှိရင်နည်းနည်းခြေပြတ်သွားနိုင်တော့ပေါ့ဆိုတော့အစာနဲ့အတူတူတောက်တာတော့ပိုကောင်းတာပေါ့နော်နောက်တစ်ခါ probiotic ကိုဘယ်လောက်တောက်အောင်လဲဆိုတော့ तू က1 billion နေပြီးတော့10 billion ပေါ့ तू က CFU ဆိုတဲ့ဟာတွေဆိုတော့တိုင်းတာပေါ့နော် colony forming unit နဲ့တိုင်းတာပေါ့တော့1 billion နဲ့10 billion တော့တောက်လို့ရှိရင်ဒါ average ပေါ့တချို့တွေကလည်း30 billion တို့အနွဲ့ billion တို့အဲ့တော့ဖတ်ကြည့်တဲ့အခါကျအများရင်ကောင်းသားဆိုအများတိုင်းလည်းကောင်းတယ်လို့မပြောနိုင်ဘူးအဲ့တော့ဒီဆေးရကြရင်ဘီရဆူဂျူဘာတွေဖြစ်မလဲလဲမပြောနိုင်ဘူးဆရာဝန်တော်တော်များများနဲ့သိပ္ပံပညာရှင်တွေလက်ခံထားတာတော့ဒိုးဆိုသိအများကြီးမတောက်ပါနဲ့ပေါ့1 billion နဲ့10 billion ကြားတဲ့လောက်ပဲတောက်ပါပေါ့နောက်တစ်ခုကတော့ ဒီဆေးတွေကသူကဟိုကပိုးကောင်တို့ဟာမျိုးပေါ့အေးတဲ့နေရာမှာထားရမယ်၆သိတဲ့နေရာမှာထားရမယ်ဆိုင်နေပါလေဆိုနေမထိုးတဲ့နေရာမျိုးမှာထားလို့မှရမှာနောက်တစ်ခုကသူကပိုးသက်စီးနဲ့တွဲတောက်လို့ရှင်တော့တိတ်မကောင်းနှစ်နာရီသုံးနာရီလောက်ချားတောက်ရင်တော့ဒီ provider ကပိုးကောင်းတာပေါ့နော်နောက်အများဖြင့်မေးကြတော့ဘယ်လောက်တောက်တင်လဲပေါ့ provider ကိုခုနပြောတဲ့အတိုင်း1 to 10 billion လောက်ပဲတောက်တင်တယ် အခုတက်ထိ probiotic ရဲ့ပြဿနာကဥမာအမောက်ဆဲဆိုလို့ရှိရင်250တောက်ပါ900တောက်ပါတတ်မှတ်ထားတာရှိတယ် probiotic ကိုအဲ့လိုမျိုးတတ်တတ်မှတ်အခုတက်ထိတတ်မှတ်လို့မရသေးဘူးအဲ့ဒီတစ်ခုကတော့ပြဿနာပေါ့နော်နောက်တစ်ယောက်နဲ့တစ်ယောက်ယောဂတစ်ခုနဲ့တစ်ခုမူတည်ပြီးတော့လေ probiotic ကကွဲသွားနိုင်တယ်ဒါပေမဲ့အကုန်လုံးလက်ခံထားတာတော့များများတောက်တာကမကောင်းဘူးဆိုတော့လက်ခံထားတယ်အဲ့30ဘီလီယံတို့100ဘီလီယံတို့ကတော့ချင်းချင်းပြီးတော့တောက်ဖို့ကောင်းတာပေါ့နော်ကြော်ညာတဲ့လူတွေကတော့အများကြီးကြော်ညာတာပေါ့နော်အဲ့တော့ဘလောက်ကြာကြာတောက်တင်တယ်လေအဲ့ဒါလေးပြဿနာတစ်ခုပဲ အချို့လေဘရူဝတ်တို့အကြာကြီးဆွဲတောက်နှစ်နဲ့ကြီကိုတောက်တယ်နော်အဲ့လိုနှစ်နဲ့ကြီတောက်ပါလို့တော့ဘရူမလည်းသိအကြံပေးရတာမရှိဘူးဒါပေမဲ့လူနာတွေကသူတို့နဲ့အဆင်ပြေလို့ဆိုပြီးတော့တောက်နေကြတာဆရာဝန်တွေကလည်းဒါဖြည့်ဆက်စာသဘောမျိုးလောက်ပဲဆိုပြီးတော့ဘာမှလည်းမပြောကြဘူးပုသက်စီလည်းမဟုတ်ဘူးပုံမှန်တော့ဝင်ပြက်တယ်ဆိုလို့ချင်း property ကို3ရက်နဲ့5ရက်လောက်တောက်လိုက်အကောင်းရင်ရက်လိုက်ပေါ့နော်နောက်ဥလန်းကြောင့်မကောင်းဘူး IBS ရောဂါမျိုးဆိုတော့အနည်းဆုံး1လလောက်တော့တောက်အောင်တောက်ပြီးအဆင်ပြေတယ်ဆိုရင်1လ2လ3လအဲ့ဒါပြီးတော့ရက်ပလိုက်ရမှာနော်နှမို့ဆိုရင်တော့ဆွဲသလိုဖြစ်သွားမှာ နောက်တချို့အသေးစီဖုံးနေအဝလည်းနေယောဂဆိုရင်တော့သူကနည်းနည်းကြကြလေးတောက်အောင်တလားတဲ့ပူကြပြီးတော့၃လလောက်တည်သူတောက်အောင်သဘောရှိတာပေါ့နော်ဟုတ်ကဲ့ပါဆရာပရိုဘိုတစ်ကိုရောဆရာ NA ကင်းကင်းတောက်လို့ရပါသလားဆရာပရိုဘိုတစ်ကို USFD ရသတ်မှတ်ထားတာက generally safe လို့သတ်မှတ်ထားတာပေါ့နော်ဒါပေမဲ့ပြဿနာက probiotic ကို USFD က C အနေနဲ့မသတ်မှတ်ထားဘူး။သူဖြည့်ဆက်စာအနေနဲ့သတ်မှတ်ထားတာ။ C အနေနဲ့ဒါသတ်မှတ်မယ်ဆိုရင်သူ့ကိုအရန်ကိုတင်းကျပ်မှာ တင်းကျပ်မယ်ဆိုတော့ research အများကြီးလုပ်ရမယ် paper တွေအများကြီးပြရမယ်ဒီ probability နဲ့စမ်းနေတာတွေအများကြီးလုပ်ရမယ်တော့ USFT ကတော့အခုတည်းကဒီ probability ကိုသူကစေးလို့မတတ်မှတ်ထားသေးဘူးသူကဖြည့်ဆက်စာလို့ပဲတတ်မှတ်ထားတော့တိတ်ပြီးတော့တင်းတင်းကျပ်ကျပ်မရှိဘူးပေါ့အဲ့တော့ generally say ပေါ့ပုံမှန်လူကောင်းတောက်ရင်အန္တရာယ်မရှိဘူးလို့ပြောလို့ရတယ်အဲ2023က USFP1 နဲ့လောက်တာလာမစီပဲနဲ့မွေးတဲ့ကလေးတွေ pretend နေမှာတော့ probability သုံးတာမကောင်းဘူး ခုန necrotizing enterocolitis ဖြစ်နိုင်တယ်ဆိုတော့သူတို့ကြေညာထားတာရှိတယ်။နောက်ဆေးတောက်ရင်တော့နည်းနည်းပါးပါးလေပွားတာတို့ယင်ကယ်တာလေးတွေဖြစ်နိုင်တယ်။နောက်သိပ်အသက်ကြီးတဲ့လူတွေယောဂအသေးအံဖြစ်နေတဲ့လူတွေကလည်း probiotic တော့မတောက်သင့်ဘူး။ဆရာဝန်နဲ့တိုင်ပင်ပြီးမှပဲဒါတွေကတောက်သင့်တာပေါ့နော်။နောက်တစ်ခုကတောက်မယ်ဆိုရင် probiotic အမျိုးအစားတွေမှာဘယ်ရန်နဲ့ကိုယ်ကိုတင့်တုံလဲတော့မသိသေးဘူးပေါ့နော်။ဆရာဝန်နဲ့တိုင်ပင်ဆရာဝန်နဲ့တိုင်ပင်တာမဟုတ်ဘူးဆိုရင်ကိုယ့်ကိုယ်ကိုတောက်တယ်ဆိုရင်တောက်ကြည့်တောက်ကြည့်လို့အဆင်ပြေလားပေါ့နော်။ တို့ဆိုတဲ့အများကြီးမဟုတ်ဘူးဆိုရင်အဲ့ဒါကိုတောက်လို့ရတယ်။နောက်တစ်ခါဝင်းရှော့တဲ့ယောဂဆိုရင်တော့ပရိဘတ်ကတမျိုးဖြစ်မယ်။ဝင်းချုပ်တာဆိုရင်တမျိုးဖြစ်မယ်။ကိုနဲ့တင့်တော်တဲ့ဟာတစ်ပြေ။တချို့ယောဂကလည်းပရိဘတ်တမျိုးတွေနဲ့ရတယ်။အခုတချို့စီးတွေကြည့်လိုက်တယ်ဆိုလို့ရှိရင်ပရိဘတ်ကတမျိုးပဲပါတယ်။စတိုမိုင်းစီးဆိုတဲ့အဲ့တမျိုးပဲပါတယ်။တချို့ယောဂကတော့နှမျိုးသုံးမျိုးပေါင်းတောက်မှရတယ်။ဆိုတော့တချို့စီးတွေကတော့ပရိဘတ်နှမျိုးသုံးမျိုးဆိုတော့ကိုယ့်ရဲ့ယောဂဘုံမူတိကိုတောက်လို့ရ Generally ပြောရင်ဆိုတော့ပရိဘတ်ကစိတ်ချရတဲ့အစီအစဉ်မှာပါပါတယ်။ဟုတ်။နောက် probiotic တွေက သူ့ရဲ့တက်တန်းပေါ်လေမူတည်တာဗောနော်သူကတက်တန်းနီးသွားလို့ရှင်တော့တောက်တိတ်မကောင်းသူကအထက်မှာဟို life organism လေးပါတော့အဲ့တော့ဘလောက်တောင်စိတ်ချလဲရောင်းရဆိုဒီတကဘာလုံးမှရှိတဲ့ရောင်းအားကောင်းတဲ့စီးတဲ့မှာလဲသူကပါလာတယ်နှစ်စဉ်နှစ်စဉ်ဆိုလို့ရှင်ရောင်းအားတအားတက်လာဒီမှာကြည့်မယ်ဆိုလို့ရှင်လဲ2019ကရောင်းအားနဲ့အခု2025မှာရှိတဲ့ရောင်းအားနှစ်ဆလောက်ကိုဖြစ်သွားတော့သူနှစ်တိုင်းဖြည်းဖြည်းနဲ့တက်လာတာနောက်တစ်ခါကြာလို့ရှင်ဘယ်အမျိုးသားရောင်းရလဲဆိုအကုန်ရောင်းရတာပဲ လက်တိုဘက်ဆက်လက်လဲရောင်းရတယ်ဘိုက်ဖီရိုဘက်တီးရန်ရောင်းရတယ်ဆက်တိုကော့ကဆဲရောင်းရတယ်ဘက်ဆက်လက်စီးရီးဆဲရောင်းရတယ်ဆိုတော့ property အမျိုးအစားအကုန်လုံးကတော့ marketing မှာသူ့ဟာနဲ့သူလीရောင်းနေရတာနောက်တစ်ခုကဒီ၃နဲ့အထက်မှာတော့ property ကို human နဲ့ animal သုံးတာတော့ human use တာအရင်များတယ်92%လောက်ကလူမှာသုံးတယ်8%လောက်ပဲ animal မှာသုံးတာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးဆရာကြီး probiotic ကိုလူထိခိုက်စေနိုင်တဲ့ဆေးဝါးတွေရောရှိပါသလားဆရာကြီး probiotic ကိုထိခိုက်နိုင်တာကတော့ဒီ ဒီစီဝါမပြောခင်ဒီ storage ပေါ့နော်ဆိုတော့အေးတဲ့နေရာဆိုရင်ကောင်းတယ်ပူတယ်တွေးနေရာနေအောင်နဲ့တည်းရဲ့တွေ့နေတာဆိုတော့ property တွေကိုထိခိုက်နိုင်တယ်။နောက် property ကိုထိခိုက်နိုင်တဲ့ဟာတွေကခန္ဓာကိုယ်ထဲမှာရှိတဲ့ microbiome တွေကိုထိခိုက်နိုင်တဲ့ဆေးရတော့အဓိက antibiotic ပေါ့ antibiotic တောက်လိုက်ရှင်တချို့လူနာတွေကတောက်ပြီးဆရာနေလို့မကောင်းဘူးဆေးပြင်းတယ်မခံနိုင်ဘူးဆေးရဲ့ site ပဲပြင်ဒီဆေးကခန္ဓာကိုယ်ထဲမှာရှိတဲ့ microbiome တွေကိုအပြောင်းအလဲလုပ်ပလဲတယ်အဲ့တော့လူနာကနှုံးတယ်မောတယ်ဝင်းပြက်တယ်တွေအဲ့လိုဖြစ်တာပေါ့နော် နောက်တစ်ခုက probiotic ကိုထိခိုက်နေတဲ့ဆေးအုပ်စုတွေမှာဆို NSAID အကက်ခဲပျောက်စေတော့ဥနေရန်တို့အဆိုင်နေရန်တို့ဆိုပျက်စီးစေတဲ့ခါကျတော့အဲ့မှာရှိတဲ့ microbiome တွေပြောင်းသွားတယ်ဆိုတော့ probiotic ကိုသူ effect ဖြစ်နိုင်တယ်။နောက်စိတ်ကြယောဂမှာသုံးတဲ့ဆေးတွေပေါ့ဥပမာ frozen thing ဆို cetrilline တို့အဲ့ဒါတွေကလည်း probiotic ကိုဟောဖြစ်နိုင်တယ်။ဘာလို့ဆိုသူကဥနေရန်မှာဆုတ်တော့သူကသွားပြီးတော့တားရတာပေါ့ဒီဆေးတွေအဲ့တော့ probiotic ကိုအနှောက်ယှက်ပေးတယ်။နောက် probiotic ကထူးထူးခြားခြားပဲအဆိုင်စည်းကလည်း probiotic ကိုထိခိုက်တယ်ဥပမာအသုံးများတဲ့ PPI တွေပေါ့ omeprazole lansoprazole rabiprazole sobiprazole အဲ့စည်းတွေက acid ကိုနည်းအောင်လုပ်တယ် acid နည်းအောင်လုပ်တော့ acid တွေနည်းသွားတဲ့ခါကျတော့ဥမာရှိတဲ့ microbiome တွေပြောင်းသွားတယ်အဲ့စည်းတွေက probiotic ကိုနှောက်ရှက်ဖြစ်စေနိုင်တယ်နောက်က probiotic ကိုထိခိုက်နိုင်တဲ့ဟာဘာလဲဆိုတော့ alcohol တွေအကုန်လုံးကထိခိုက်နိုင်တယ် ော်တချို့ကလည်းမေးကြတယ်အကူဟိုးတို့ဘီယာတို့ဝိုင်တို့ထန်းရီတို့အချင်းဖောက်ထားတာပေါ့နော်အချင်းဖောက်ထားတော့အချင်းဖောက်တဲ့အစားအစာမှာ probiotic မပါဘူးလားလို့မေးတယ် study တွေလုပ်ကြည့်တော့အချင်းဖောက်ထားတာတော့ဟုတ်တယ်ဒါပေမဲ့ alcohol ပါတဲ့အတွက် alcohol က probiotic ကိုသူကမရှင်းသန်းနေနိုင်ဘူးတော့ဘီယာမှာလည်းသူ study လုပ်ကြည့်တယ် alcohol ပါတဲ့ပမာဏတကယ့်ကိုနည်းနည်းလေးပဲဝိုင်ဆိုလည်းအချင်းဖောက်ထားတယ် study လုပ်ကြည့်ရယ် probiotic သိပ်မတွေ့ရဘူးနောက်တစ်ခါဒီထန်းရီလည်းသူတို့ study လုပ်ကြည့်တယ် မနစ်စောစောထွက်တဲ့ထန်းကြီးလက်လက်ဆက်ဆက်ဆိုတော့ probiotic ပါတယ်နေကင်းဘက်ရောက်သွားပြီးအချိန်ပေါက်တယ်ဆိုမှပါတော့ဘူးဒါပေမဲ့ထန်းကြီးမှာ probiotic ပါတာတဲ့ကိုထန်းကြီးရဲ့မတန်ရှင်းမှုကပိုပြီးတော့လူအန်ရပြုတ်နိုင်တယ်ပါတဲ့အကိုဟိုကအန်ရပြုတ်နိုင်တယ်ဆိုပြီးတော့လူတွေကထန်းကြီးကိုလည်းသိပ်ပြီးတော့မပြောကြဘူးပေါ့နော်ဟုတ်ကဲ့ဒီ probiotic နဲ့ပတ်သက်ပြီးတော့ဆရာကြီးတခြားဟိုသိသင့်တဲ့အကြောင်းအရာလေးလည်းပြောပြပေးပါအောင်ဆရာကြီးသိသင့်တဲ့အကြောင်းအရာတော့လေဒီဆေးပညာတော့အများအတိုးတင်တော့ နောက်ဆုံးတော့ဒီ AI နဲ့ဖတ်ကြည့်တာပေါ့ AI ကလည်းသူက probability အစ်စ်တွေသူကထုတ်ဖို့အတွက်သူကအဲလိုက်ပြီးကူညီပေးမယ်နောက်တစ်ခါဒီလူတယောက်မှာဘယ် probability ကသူ့အတွက်အသုံးတည့်မယ်ဆိုတော့ AI ကသူကလိုက်ပြီးတော့ guide လုပ်ပေးမယ်နောက် new probability တွေအစ်စ်ပေါ်အောင်လို့ AI နည်းပညာနဲ့လုပ်လို့ရတာရှိတယ်ပေါ့နော်နောက်ဒီ probability ပတ်သက်ပြီးတော့တည်တည်နဲ့ဟာတွေအထက်ထဲမှာဘာပါလဲဆိုတော့ USFDA နဲ့ society တွေသတ်မှတ်ထားတာတော့ဒီ sale တွေက generally safe ဖြစ်တယ် probiotic ကသူ့ကိုတော့ဆေးအနေနဲ့သူတို့သတ်မှတ်မထားဘူးဖြည့်ဆက်စာအနေနဲ့သတ်မှတ်ထားတယ် US ယူရိုမှာရှိတဲ့တချို့ society တွေကတော့သူ့ကိုဆေးအဖြစ်သတ်မှတ်ပြုတယ်နောက် society တွေအကုန်လုံးကတော့ probiotic ကိုကိုယ်သဘောနဲ့ကိုမတောက်ပါနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှပဲတောက်သုံးနေတယ်လို့သူတို့ကအကြံပြုတယ်နောက်တစ်ခါ probiotic မှာဒီသေချာမသိနိုင်တဲ့အကြောင်းတွေအများကြီးရှိသေးတယ်သူ့ရဲ့အကျိုးသက်ရောက်မှုနဲ့ဘေးကင်းမှုကိုလောလောဆယ်သေချာမသိရသေးဘူး တချို့ယောဂါတွေမှာလည်းလုံလောက်တဲ့အထောက်ထားတွေမရှိသေးဘူးတချို့အကြည်ပြားရားရင်တောက်လို့ရတယ်လို့ပြောတယ်ဒါပေမဲ့ဒီချာလည်းမပြောနိုင်သေးဘူးနောက် probiotic တခုထဲမှာမှာ lactobacillus ဆိုတဲ့မျိုးကွဲတွေအများကြီးရှိသေးတယ်အဲ့ဒီဟာတွေကဆရာဝန်တွေလောလောဆယ်သိချာမသိသေးဘူးပေါ့နော်အဲ့ဆိုဆရာကြီး probiotic နဲ့ပတ်သက်တဲ့အနှစ်ချုပ်လေးပေါ့နော်အနှစ်ချုပ်လေးဆွေးနွေးပေးပါဦး။ဟုတ်။ probiotic ကပြောမယ်ဆိုရင်တော့အများကြီးပဲပေါ့နော်။အဲ့တော့အများဆုံးမေးကြတာကတော့ဘာတွေမေးကြလဲဆိုဆရာကျမကိုဖြည်းဖြည်းကျွန်တော်ကိုဖြည်းအကောင်းဆုံး probiotic ကိုပေးပါဆို အကောင်းဆုံးအားစီးတွေတောင်းကြတာပေါ့နော်အကောင်းဆုံးအားစီးဆိုတာလည်းမရှိသလိုအကောင်းဆုံး probability ဆိုတာလည်းမရှိဘူးနော်အားစီးကလည်းသူ့ယောဂတွေမူတည်ပြီးတော့ကောင်းတာတွေရှိတော့ probability ကလည်းအကောင်းဆုံး probability ဆိုတာမရှိဘူးသူ့ယောဂနဲ့ပေါ်မူတည်ပြီးတော့ probability ကိုရွေးသုံးတဲ့နောက်တစ်ခုကဘယ်လိုဟာရွေးရမလဲဆိုတော့စေးသွင်းတဲ့ company ရဲ့ image ကိုကြည့်ရမှာပေါ့နော်တချို့ company ရဲ့ image ကကောင်းတယ်အဲ့ဒီ image ကောင်းတဲ့ company brand ကောင်းတဲ့ company ကိုရွေးတဲ့နာမည်ပြတ်ထားတဲ့ company ရဲ့စေးမျိုးဆိုရင်သိပြီးတော့သင်ဟိုတုံးရတာမကောင်းဘူးပေါ့နော် နောက်တစ်ခုကတော့ Bay Brew ကောင်းလို့တရားဝင်သွင်းတဲ့ property တွေသုံးတာကောင်းတယ်။ online မှာကြော်ညာတဲ့ property ကသူဘလို့သွင်းလာလဲဆိုလည်းမသိနိုင်ဘူး။တကယ်တကယ်က property တွေသွင်းတာကိုးချင်းနဲ့တရားသွင်းရမှာပေါ့နော်။ပြီးလို့ရှိရင်လည်းရောက်လာတိုင်းလည်းသူကဒီသူတို့ရဲ့ warehouse ဆိုတရား air con တွေမှာနေထားရတယ်။ပို့မယ်ဆိုလို့ရှိရင်လည်းဒီကိုးချင်းပါတဲ့ကားတွေနဲ့ပို့တာပေါ့။အဲ့တော့ ကုမ္ပဏီကတည်ဝင်တင်သွင်းတဲ့ property တွေတောက်တာပူကောင်းတယ်။ online ကရောင်းတဲ့ဟာတွေကြတော့သူဘယ်ကသွင်းလာမှလည်းမသိဘူး။သူဘလို့သိမ်းထားလည်းမသိဘူး။တခုခုဖြစ်ရင်လေဥပမာထားပါတော့ကုမ္ပဏီတခုကသွင်းတဲ့ဆေးကိုဆယ်တော့သုံးလိုက်တခုဖြစ်ရင်ဆယ်တော့ကုမ္ပဏီကို complain လုပ်လို့ရတယ်။လူနာတွေပြောလို့ရတယ်။သူတို့ကလည်းစက်ယုံပြောလို့ရတယ်။ဘယ်နှမှာဖြစ်တယ်လို့ပြော။ online ဟာတော့ဘာလို့မှလည်းတာဝန်ယူမှာမဟုတ်ဘူးနော်။နောက်တစ်ခုကတော့ online မှာကြည့်လိုက်လို့ရှိရင်တော့ made in USA တို့ Canada တို့ ့ဩစတြေးလျတော့အဲ့ဒီစိတ်တွေကတော့ကြိုက်သလိုရိုက်လို့ရတာပေါ့နော်ဘယ်နာမှဖြစ်ရိုက်လို့ရတာကုမ္ပဏီကသွင်းတာကတော့အဲ့လိုဟို fake တွေမပါဘူးပေါ့နော်အဲ့တော့ online ကသွင်းတာလည်းနေသတိထားမယ်နောက် probiotic ကိုတောက်မယ်ဆိုလို့ရှိရင်တော့ probiotic က expire date ဝေးတဲ့ expire date ဟိုတောက်တာပူကောင်းတယ် expire date နီးတာကိုမတောက်ပါနဲ့နောက်တစ်ခါတချို့ကလည်းသူတို့ probiotic လာလာကြော်ညာတာယောဂမျိုးစုံအဲ့တော့တချို့တွေကတော့သူတို့ကိုယ်တိုင် research လုပ်ထားတယ်အဲ့သူတို့ရဲ့ဆေးနေကိုအဲ့လိုဓာတ်တွေကပူကောင်းတယ် တော့သူတို့ research ဘယ်လောက်လုပ်ထားသလဲသူတို့ဘယ်လောက်ခိုင်ပါလဲသူတို့စက်ရုံမှာဘယ်လောက်ထိ research တွေလုပ်ထားလဲအဲ့ဒါတွေမေးကြည့်ပြီးတော့သုံးတာကောင်းတယ်နောက်ကိုဘာမှမသိဘူးဆိုတော့တကြွန်းနဲ့ဆရာဝန်တယောက်ကိုတိုင်ပင်အဲ့ဆရာဝန်ညွှန်ကြားတဲ့အဲ project တောက်တာကောင်းတယ်နောက်ပိုးသက်စီတစ်မျိုးတည်းနဲ့ဆရာတို့အဲတိုက်ဖက်ကိုလည်းကုလို့မရဘူးအဆုတ်ကိုလည်းကုလို့မရဘူးချောင်းသုံးသီးပါကုလို့မရပိုးသက်စီသူ့အုပ်စုနဲ့သူကုန်းသွားသလိုပဲဒီ probiotic တစ်မျိုးတည်းနဲ့တော့ယောဂအကုန်ကတော့မပြောင်းနိုင်ဘူးသူဆိုင်တဲ့ယောဂသူနဲ့ဟာနဲ့ probiotic ကို သုံးရမယ်ဆိုတော့တိချာလိလာထားမှာပဲအဆင်ပြေမှာပေါ့နော်။နောက်တချို့ကလည်းဟိုဒလောကဖြစ်တဲ့ပြင်းထန်ဝင်ပြည့်ဝင်ရှော့ယောဂါပေါ့နော်။တကယ်တကယ်ပြင်းထန်ဝင်ပြည့်ဝင်ရှော့ယောဂါမှာဒဆာကြီးအဓိကပဲပေါ့နော်။ရည်သက်ဖြည့်ပြီးတာအဓိကပဲတစားကြီးပစားကတောင်းနိုင်တော့မတောင်းနိုင်တဲ့အကျိုးကနေတွေ့ကြည့်ပါထဲရတချို့ကအဲ့နေရာမှာ property တို့တအားကြော်ညာတာ property ကတကယ်ပြင်းထန်ဝင်ပြက်တဲ့အရှင်ကတစားကြီးတော့မထိရဘူးသူကယုတ်တည့်ရဖြစ်တဲ့အပြော့စားလောက်မှာထိရောက်တယ်ပြင်းထန်တဲ့ဝင်ပြက်တာတို့မှာထဲ့တော့ရင်တော့ ဲတစားတုတော့မကောင်းဘူးဝင်းပြက်တော့တော့နည်းနည်းလေးရော့စေလိုက်စီပြီးတော့တစားတုကတော့အဓိကပဲအဲ့တော့တချို့ကနားလည်မှုလွယ်နေဝင်းတားပြည့်ရင်လေ probability ပဲတောက်တယ်တစားကြီးမတောက်တော့ဘူးအဲ့ဒါတော့လွဲမှားတဲ့ user ဝင်းပြည့်ရင် probability တက်ဆိုင်ရင်တစားကြီးကအဓိက probability ကတော့အကူပေါ့နော်နောက် probability ကတန်မှန်ဝင်းပြက်တဲ့နေရာမှာတောက်လို့ရတယ်နောက်ဘူးသစီဆိုင်တော့ဝင်းပြက်တာကို probability တောက်တာအစိတ်ချရတာပေါ့နော်နောက်ဒီဟာကတော့ဒီနေ့ပြောဖို့အတွက် ဖတ်ထားတဲ့ဟာပေါ့နော်ဖတ်မယ်ဆိုတော့စာရီကအများကြီးပဲပေါ့အဓိကကတော့ duration ကထုတ်တဲ့ guideline ကကောင်းတယ်နော် European Society ကထုတ်တဲ့ probability guideline ကကောင်းတယ် American College of Gastroenterology ကထုတ်ထားတဲ့ဒီ guideline ကလည်းတိကျဖတ်မယ်ဆိုကောင်းတယ်ဒီကတော့ဒီ Luna နဲ့ public အပြင်နားထောင်နေတဲ့အထဲမှာတချို့ဆရာဝန်တွေလည်းပါတယ်နောက်အဲပညာတတ်အဲဒီ audience တွေပါတော့သူကဖတ်ချင်တယ်ဖတ်ချင်တော့ဒါလေးတွေကိုထည့်ပြီးထားတာပေါ့နော်အဲဒီနေ့ အဲ privilege အကြောင်းကိုအတူတူဆွေးနွေးပြီးတဲ့ဒေါက်တာခင်ဆက်ဆက်နိုင်ရဲ့နောက်ဒီနေ့နားထောင်ပြီးတဲ့ပြည်သက်တည်ရဲ့ဒီပွဲကိုစွန်စားလုပ်ပြီးတဲ့ဒီဖန်ကုံနေနဲ့ရကူရေးခွင့်ပြုပြီးတဲ့အာယူဆေးုံနဲ့ရကူရေးအဖွဲ့သားအားလုံးကိုကျေးဇူးအထူးတင်ပါတယ်လို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျအားလုံးကျမ်းမာချမ်းသာကြပါစေ CFAM, caring for well-being.